ဒီနေ့တမျိုးမယိုးရအောင်ငိုလိုက်ရီလိုက်ဖြစ်နေတယ်ဆိုတဲ့ခန်းစားချက်ကို Crypto Bro တွေအသိစောပါဈေးကြသွားရင်ဆဲလိုက်ဈေးတက်လာရင်ဝမ်းတာလိုက်ဆိုတဲ့ခန်းစားချက်ကမြန်မာနိုင်ငံမှာညအချိန်ချင်းမီးပြတ်သွားတဲ့အချိန် EPC ကိုဆဲလိုက်မီးလာတဲ့အချိန်ဟေးလို့ online ဆိုတဲ့ခန်းစားချက်ကြီးနဲ့ထက်တူကြနေတယ်လို့ပါပဲပေါ့နော်တချို့အနေအေးပြီးအရန်ရစ်ကြေးပါတယ်ဆိုတဲ့ညီကိုတွေတော်မှာ Crypto ထဲရောက်လာတော့ဈေးအတေးကြရဲ့ရင်ကုန်စိမ့်လို့ရှာဖွေရတွေအောက်မှာ ညညအဲ့ရင်ပြပေါင်းလဲများပြီထင်ပါရဲ့ငွေကြေးတွေကိုတိုးလာဖို့ investment လုပ်ပါတယ်ဆိုမှကိုကကြည်ပဲပြန်ပေးနေရတော့မလုံချင်တော့ဘူးပေါ့နော်ဒီအလုပ်ကြီးကိုကမ္ဘာအလုပ်ချုပ်ဆုံးလို့သတ်မှတ်ထားတဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ဥပမာ American Banner တိုင်းရဲ့ငွေတိုင်းစာချုပ်လို့ boss တွေကို ခရစ်တိုမှာအလွယ်တကူဝယ်လို့ရရင်ဘလောက်ကောင်းလိုက်မလဲဘလောက်အဆင်ပြေလိုက်မလဲဆိုပြီးအချို့ရင်းနှီးမြှောက်နှံသူ investor တွေကတောက်တနေကြပါတယ်ဒါဆိုရင် ကျွန်တော်တို့ရဲ့ digital ပက်ဆက်အိတ်ထဲမှာကမ္ဘာအလုံးချုပ်ဆုံးစီမင်းစည်းကမ်းနဲ့ကိုက်ညီတဲ့ UN Treasury ဘေးတွေဖြစ်တဲ့ Real World Access RWA တွေလို့ရင်းနှီးမြှောက်နှံမှုတွေကိုနေနေညညအချိန်မရွေးနေရာမရွေး24နာရီကာလပတ်လုံးရောင်းဝယ်စုလုပ်ခွင့်ရမယ်ဆိုရင်ရောဒီကိုတို့စိတ်ဝင်စားကြလားလေးရှိငွေကြေးနယ်ပယ်မှာ ပြဿနာနှစ်ခုရှိတယ်ဆိုတာကိုတော်တော်များများသတိမထားမိကြဘူးလို့တော့ထင်တယ်။ပထမပြဿနာတစ်ခုကရိုးရိုးတမာရိုးကြအရင်နေမြောက်နံမှုတွေမှာရန်ပုံငွေမန်နေဂျာကြီးတွေဗန်ကြီးတွေကသာဝယ်ရောက်နိုင်တဲ့အလောလောချုပ်ပြီးစော်စားမှုနဲ့တဲ့အဖွဲ့အစည်းအဆင့်ရင်းနှီးမြုပ်နှံမှုတွေဖြစ်တဲ့ဥပမာ UN Treasury Security တွေရှိပါတယ်။အဲဒါကိုကျွန်တော်တို့လိုသာမန်အသုံးပြုသူတွေဒီလိုပိုင်ဆိုင်မှုမျိုးကိုဝင်ရောက်ဖို့ဆိုတာက ရှုပ်ထွေပြီးကုတ်ကြဆေးတွေကြည့်တယ်လို့ရုပ်ချိတ်တွေနဲ့သူတို့ချမှတ်ထားတဲ့စီးနှင်းတွေကများလောပါတယ်ဒုတိယပြဿနာတစ်ခုကခရစ်တိုမှာယင်းဤနှုံးနဲ့သူတွေက ရေရှိတိတက်ပြီးစိတ်ချရတဲ့အကျိုးများကိုရှာဖွေဖို့ဆိုတာလေးရှိအချိန်ထိခက်ခဲနေပါသေးတယ်ဒီစနေအမြပင်လယ်ပြေကြီးမှာမုန်တိုင်းတွေထန်ဒိုင်းတွေကြီးလောလောစိတ်ချရတဲ့စိတ်ကတ်တစ်ခုကိုလည်း crypto bro တွေလိုအပ်နေပြီလို့တော့ထင်တယ် ဒီပြဿနာကိုကိုညီဖြေရှင်းပေးနိုင်မယ် Binance Hora Airdrop ကနေမိတ်ဆက်ပေးလိုက်တဲ့ Open Eden ဆိုတဲ့ project အကြောင်းမျှဝေပေးချင်ပါတယ် Open Eden က ဒီပြဿနာနှစ်ခုလောက်ကိုတုတ်ကေလိုက်ဈေးဆဲဆိုတဲ့ဤပညာနဲ့တရားကြီးတစ်စင်းလောပေါကူပေးထားပါတယ်တုတ်ကေလိုက်ဈေးဆဲဆိုတာက real world asset RWA လို့ခေါ်တဲ့တကယ်ပြပကပိုင်ဆိုင်မှုတွေကို blockchain ပေါ်မှာတည်ပြီးကမ္ဘာတဝန်းကမြည်သူမစောကိုတက်နိုင်တဲ့ပမာဏနည်းနည်းမြတ်မြတ်အလွတ်ကူဝယ်ယူရချနိုင်အောင်လုပ်ပေးတယ်လို့အလွယ်မှတ်ထားလို့ရပါတယ်စကားပြန်ဆင်းရမယ်ဆိုလို့ရှိရင် Open Eden က American အစိုးရရဲ့အလုတ်ချုံဆုံးလို့သတ်မှတ်ထားတဲ့ မေရီကအစိုးရကနေထုတ်ထားပေးတဲ့အချိန်တို့ငွေချေးစာချုပ်တနည်းဆိုတော့အချိန်တို့ငွေတိုင်းစာချုပ်ဘီတွေကိုယူပြီးဘလော့ချိန်ပေါ်မှာ digital token အဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။ဒါကြောင့်ညီကိုတို့ကျွန်တော်တို့လောတာမန် crypto အသုံးပြုသူတွေပါခုနကပြောတဲ့ဘဏ်အကြီးကြီးတွေငွေကြီးအဖွဲ့အစည်းကြီးတွေပဲဝင်ရောက်ပိုင်ဆိုင်ခွင့်ရတဲ့ tokenized treasury security တွေကိုစံဆောင်ခွင့်ရသွားစေမှာပါ။ဒီလို block chain ပေါ်တင်လိုက်တာကြောင့်အလန်းဝေးတဲ့ကျွန်တော်တို့မြန်မာနိုင်ငံလိုနေရာကနေတောင်မှ American ရဲ့ ငွေတိုင်းစာချုပ်တွေကိုအဲ့ရဘောကနေခလုတ်လေးတစ်ချင်နှိပ်ပြီးတော့ပိုင်ဆိုင်ခွင့်ရသွားစီမှာပါဒါကြောင့်လုံချုံရေးပိုင်းမှာကပအလုံချုံစုပ်ပိုင်ဆိုင်မှုတစ်ခုရဲ့တန်ဖိုးကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်လို့နေနေညညအချိန်မရွေးညတကောင်ရဲ့မှာတော့ဝယ်ယူရောက်ချလွယ်ပြောင်းနိုင်မယ့်အခွင့်အရေးကိုရရှိလာမှာပါ Open Eden ရဲ့အဓိကယူရချက်ကဒေါ်လာထရီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ Real World Assets RWA တွေကို ဘလော့ချ်ဘော့ကိုတည်ဆောင်လာဖို့ဖြစ်ပါတယ်အခုဆိုရင်ရိုးရမပြည့်အစစ်အလာတိုင်းအတိတ်အကျမြန်တဲ့ခရစ်တိုကမ္ဘာမှာပဲနေစရာမလိုတော့ဘဲနဲ့ Open Eden လို့ platform ကလှုပ်ချုပ်ရင်းဝင်ငွေနဲ့ချစ်ချင်းအတုပ်ပြုနိုင်မှုဆိုတဲ့အချစ်သုံးချစ်ကိုတပြိုင်နက်တည်းပေးဆွဲနိုင်တဲ့နေရာတစ်ခုကိုဖန်တီးပေးလိုက်ပါတယ်ဒါကြောင့်ကမ္ဘာအဆင့်ပြီးငွေကြေးလောကရဲ့တင်းကျပ်အေးချမ်းမှုကိုဖုန်းထဲကနေ ကိုပိုင် digital ပက်ဆက်အိတ်ထဲမှာထည့်သွင်းနိုင်ပြီဆိုတော့အရင်ကထက်ပိုပြီးတော့ခက်မီလာပြီလို့ပြောလို့ရပါမယ်ပေါ့နော် open eden မှာ edeen ဆိုတဲ့ native token တစ်ခုရှိပြီးတော့အဲ့ဒါကို stake အတွက်အသုံးပြုတာ rwa ဝဲတဲ့အခါအသုံးပြုတာ gas fee လို့ utility အတွက်အသုံးပြုတာ governance လို့ခေါ်တဲ့ project နဲ့သိဆိုင်တဲ့အရေးကြီးဆုံးဖြတ်ချက်ချတဲ့နေရာဒီမှာမဲပေးတာတွေအတွက်အသုံးပြုလို့ရပါတယ်။ Binance အသုံးပြုတဲ့သူတွေဆိုရင် EDEN token ကို Hora Airdrop ကနေ ယူဖို့အခွင့်အလမ်းရှိပါတယ်ဟိုတာ airdrop တွေက airdrop လာမယ်ဆိုတာကို 2B ကြီးညာလေးတော့မရှိဘူးဒါကြောင့် Binance M မှာ DAB ကို flexible ဒါမှမဟုတ် lock အနေနဲ့2025စင်ဒီပါလာ23ရင်းနေကနေ25ရင်းနေအတွင်းထည့်ထားတဲ့သူတွေက airdrop ရခဲ့ကြပါတယ်။ညီကိုတို့ရော airdrop ရခဲ့ရင်ဘလောက်ရခဲ့တာလဲဆိုတာအောက်က comment မှာရေးခဲ့ပေးပါဦး။ Open Eden ရဲ့ native token က EDEN ဖြစ်ပြီးတော့ total supply က 1ဘီလီယံရှိပါတယ်။ဟိုတာ airdrop တွေက15မီလီယံကို airdrop အဖြစ်ဖြန့်ဝေခဲ့ပါတယ်။လေရှိစာကူ LED supply က183.893မီလီယံရှိပါတယ်။ဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေက education purpose အတွက်ပဲဖြစ်ပါတယ်။ဒါကြောင့် crypto တွေအယောင်းဝယ်လုပ်တော့မယ်ဆိုရင် DYOR လို့ခေါ်တဲ့ကိုယ်တိုင် လေ့လာပြီးတော့မှလုပ်ဖို့အကြံပြုပါတယ်။မိတ်ဆွေတို့အနေနဲ့အခုလော crypto တွေဝယ်စုကျင်နေဆိုရင် Binance account ရှိဖို့လိုပါတယ် trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာ ထည့်တာပေးပါတယ်။ညီကိုတို့အတွက်ဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်။နောက်ထပ်ဒီလိုမျိုးဗီဒီယိုတွေအများကြီးလာအောင်မှဖြစ်ကြကြောင်း channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာ။အားလုံး thank you ပါ။